အစ္စရေးကအီရန်နျူကလ িয়ার စက်ရုံတွေရဲ့နှလုံးသက်ပုတ်ကိုပိတ်မှတ်ထားတယ်ဆိုပြီးအီရန်ကိုတောက်ကြံနေဆော့ပိုင်းမှာတိုက်ခိုက်ခဲ့ပါတယ်။အီရန်စစ်တပ်မှအင်အားကြီးအဖွဲ့အစည်းဖြစ်တဲ့ Islamic Dollar ရဲ့အဆောင်တက်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဘူဂျုတ်ဟူစိန်ဆာလာမီလေးတင်ဆောင်ခဲ့တယ်လို့အီရန်နိုင်ငံမှာမီဒီယာတွေကနေဖော်ပြကြပါတယ်။အီရန်ကနျူကလ িয়ার သိပ္ပံပညာရှင်တွေတင်ဆောင်ခဲ့ပါတယ်။အဲ့တော့အီရန်ဘက်ကလည်းမောင်းတူမဲ့ drone အစင်း100ကျော်နဲ့ တံပြန်တိုက်ခိုက်ခဲ့တယ်လို့အစ္စရေးဘက်ကပြောပါတယ်ဒါပေမဲ့အစ္စရေးဘက်ကတော့ဒီ drone တွေကိုအစ္စရေးပိုင်နဲ့ပြင်ပမှာပဲကြားဖြတ်တိုက်ခိုက်နေတယ်လို့ဖြေဆိုပါတယ်အဲ့ဒီပြန်လည်တိုက်ခိုက်မှုတွေကြောင့်အစ္စရေးမှာအရေးပေါ်အခြေအနေကြီးညာထားပါတယ်အမေရိကန်ကတော့ဒီတိုက်ခိုက်မှုတွေမှာသူတို့ပါဝင်ပတ်သက်တာမရှိဘူးလို့ပြောပါတယ်။ Israel ရဲ့ Iran ပေါ်တိုက်ခိုက်မှုတွေကနေရာများပြားကိုတိုက်ခိုက်ခဲ့တာလို့ဖော်ပြပြီးအဲ့ဒီထဲမှာ Iran ရဲ့ဒီပင်မနျူကလ িয়ার တန့်စင်စက်ရုံလည်းပါဝင်ပါတယ်။ဘယ်နေရာတွေမှာ ဘယ်ချိန်မှာတိုက်ခိုက်ခဲ့တာလဲအီရန်ဒေတာစံတော်ချိန်မနက်စောပိုင်း3နာရီကစပြီးအီရန်ရဲ့မြို့တော်တီဟီရန်မှာပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်တီရန်ရဲ့အရှေ့မြောက်ဘက်မှာပေါက်ကွဲမှုတွေကြားရပြီးလူနေရပ်ကွက်တွေလည်းထိခိုက်မှုရှိခဲ့ကြောင်းဒီအီရန်နိုင်ငံပိုင်မီဒီယာကပြောကြားခဲ့ပါတယ်အစ္စရေးမှာနေထိုင်သူတွေကတော့အဲ့ဒီအချိန်လောက်မှာပဲလေကြောင်းတိုက်ခိုက်မှုဆိုင်ရာအော်အော်တန်နေမြည်လာပြီးတယ်လီဖုန်းတွေကနေအရေးပေါ်သတိပေးချက်တွေရခဲ့တယ်လို့ဆိုပါတယ် အီရန်နိုင်ငံရဲ့နေရာတော်တော်များများမှာနျူကလ িয়ার ပစ်မှတ်တွေပါဝင် စီရေးပစ်မှတ်ဒါဇင်ပေါင်းများစွာကိုတိုက်ခိုက်ခဲ့ကြောင်းအစ္စရေးစစ်တပ်ကပြောပါတယ်။ကနအူးတိုက်ခိုက်မှုအပြီးမှာနိုင်ပိုင်းကြာမှာတော့ဒီအီရန်ရဲ့တောင်ဘက်225ကီလိုမီတာ မိုင်ပေါင်းဆိုရင်140အကွာကနာတန်နျူကလ িয়ার ဆက်ရုံမှာပောက်ကွဲမှုဖြစ်ခဲ့တဲ့ကြောင်းအီရန်နိုင်ငံမီဒီယာကဖော်ပြခဲ့ပါတယ်။အဲ့တော့နိုင်ငံတကာအနုမြူစွမ်းရည်အေဂျင်စီ IAEA ကလည်း နာတန်စက်ယုံကိုထိမှန်ခဲ့တယ်လို့အတည်ပြုထားပါတယ်။အဲ့တော့ IAEA ကတော့နာတန်စက်ယုံနေရာမှာဒီဒဲယံကြီးပမာဏတွေတိုးလာတာမရှိကြအောင်အီရန်အာဏာပိုင်တွေကသူတို့ကိုအကြောင်းကြားထားတယ်လို့ပြောလာပါတယ်ခင်ဗျာ။ Israel ဘက်ကဘာတွေပြောပါသလဲ။ Israel ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုကတော့ Operation Rising Lion လို့ဒီအမည်ပေးထားပြီးဒီခေါင်းထောင်ထလာတဲ့ချင်းသစ်စစ်စင်ရေးလို့ နာမည်တက်ထားတဲ့ဒီတိုက်ခိုက်မှုက အစ္စရေးရဲ့ရှင်သန်ရပ်တည်နိုင်မှုအတွက်အီရန်ရဲ့ချင်းချောင်းမှုတွေကိုတွန်းလှန်ဖို့ပြစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့ပြောပါတယ်အဲ့တော့ဒီစစ်စင်ရေးဟာရပ်ပေါင်းများစွာဆက်ရှိနေမယ်လို့နေတင်ညာဟုကဆက်ပြီးတော့ပြောပါတယ်မကြသိမီလာတွေကအီရန်ဟာအရင်ကမလုံဆောင်ခဲ့ဘူးတဲ့အစ်စ်တွေကိုလုံဆောင်ခဲ့တယ်အဲ့ဒီစစ်တွေကတော့တန့်စင်ရေနီယန်ကနေပြီးဒီလက်နက်ထုတ်ဖို့အဲ တာဆူနေတဲ့အခြေအနေတွေကိုတွေ့ရတယ်ဆိုပြီးတော့ပြောပါတယ်။ဒါကိုမရက်တံမှုဆိုရင်တော့အီရန်ဟာအချိန်တိုတိုအတွင်းမှာနျူကလ িয়ার လက်နက်တွေထုတ်လုပ်နိုင်မှာပါ။တစ်နှစ်လောက်အတွင်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါမှမဟုတ်တစ်နှစ်တောင်မကြာပဲလအနေငယ်အတွင်းလည်းဖြစ်နိုင်တယ်။ဒါဟာအစ္စရေးရဲ့ရှင်သန်ရက်တည်ရဲ့အတွက်ဒီရှင်းရှင်းလင်းလင်းရှိတဲ့လက်ရှိအန္တရာယ်တစ်ခုပါပဲဆိုပြီးနေတန်ညာဟုကပြောပါတယ်။အဲ့တော့နောက်ထပ်နေတန်ညာဟုကသူ့ရဲ့မိန်ကွန်းမှာအီရန်ရဲ့နျူကလ িয়ার လက်နက်အစီအစဉ်ကိုထိတ်တိုက်ရင်ဆိုင်မှုအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုကျေးဇူးတင်ကြောင်းထည့်ပြီးတော့ပြောပါတယ်အဲ့တော့ရပိုင်းအတွင်းမှာဒီနျူကလ িয়ার ပုံးတွေဖန်တီးဖို့အီရန်မှာလုံလောက်တဲ့နျူကလ িয়ার ပစ္စည်းရှိတယ်လို့အစ္စရေးစစ်ဘက်ရရှိတဦးကလည်း BBC သတင်းဌာနကိုပြောဆိုထားတာကိုကျွန်တော်တို့ဖတ်မှတ်ရပါတယ်အီရန်ဘက်ကရောဘယ်လိုတုံ့ပြန်ခဲ့ပါသလဲအဲ့တော့အီရန်ကအစ္စရေးနိုင်ငံဘက်ကိုမောင်းတူမဲ့ဒရုန်းအဆင့်တရာဝန်းကျင်နဲ့ပြန်လည်တိုက်ခိုက်ခဲ့ပြီးတော့အစ္စရေးစစ်တပ်ကဂျာဖြတ်ဟန်တာဖို့လုံဆောင်နေတဲ့ကြောင်းအစ္စရေးကကွယ်ရေး တပ်ဖွဲ့ IDF ကပြောပါတယ်။အီရန်စစ်တပ်ဟာအီရန်ရဲ့အချုပ်အခြာကိုအင်အားအပြည့်နဲ့ကာကွယ်ဖို့လိုအပ်ရင်လိုအပ်သလောက်အတိုင်းအတာအထိကာကွယ်ဖို့တွန့်ဆုံနေမှာမဟုတ်ဘူးလို့အီရန်နိုင်ငံသားရဲ့ဝန်ကြီးဌာနကလည်းပြောပါတယ်။နိုင်ငံသားရဲ့ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာအစ္စရေးရဲ့စစ်စင်ရေးကိုရန်လိုတဲ့လူရဲများလို့ခေါ်ပြီးအစ္စရေးစိုးရကိုအဓိကအားပေးထောက်ခံသူဖြစ်တဲ့အမေရိကန်စိုးရမှလည်းတာဝန်ရှိလိမ့်မယ်လို့ပြောပါတယ်။အဲ့တော့အမေရိကန်ဘက်ကရောဘာတွေပြောပါသလဲ အမေရိကန်နိုင်ငံညာယူဝင်ကြီးဒီမာကိုရူပီရောကတော့ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်မှု မရှိကြောင်းနဲ့ဘယ်လိုအကူအညီများမပေးထားကြောင်းတုံ့ပြန်ပါတယ်ခင်ဗျာအမေရိကန်အတွက်ထိတ်တန့်ဥစားပေးကဒီဒေသတွေတွင်းကအမေရိကန်တပ်ဖွဲ့တွေကိုအကာအကွယ်ပေးဖို့ဖြစ်တယ်လို့ဆိုပြီးတမရထရန်ကတော့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့မှတ်ချက်မပေးသေးပါဘူးနိုင်ငံကတုံ့ပြန်မှုအနေနဲ့ဩစတြေးလျနိုင်ငံသားယူဝင်ကြီးပီနီအောင်ကတော့တိုက်ခိုက်မှုတွေတိုးမြင့်လာလို့ ထိတ်လန့်ရတယ်ဆိုပြီးပြောပါတယ်။နောက်ပြီးတော့ဒီတိုက်ခိုက်မှုတွေကမတိမငိမ့်ဖြစ်နေပြီးသားဒေတာကိုပို့ပြီးတော့မတိမငိမ့်ဖြစ်စေနိုင်တဲ့အန္တရာယ်ရှိတယ်လို့ပြောပါတယ်။အဲ့တော့အီရန်ရဲ့နျူကလ িয়ার စီစဉ်ဆိုတာကဘာပါလဲ။အီရန်ဘက်ကတော့နျူကလ িয়ার စီစဉ်ကအရက်ဖက်သုံးဖို့အတွက်သာဖြစ်ကြောင်းကာလရှိပြောလာခဲ့တာပါ။အီရန်နိုင်ငံတော်မှာနျူကလ িয়ার စီမံကိန်းနေရာတွေအများပြားရှိပြီးတော့အဲ့ဒီထက်ကအနည်းဆုံးတချို့ကတော့ဒီအခုအစ္စရေးတိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ ဒါပေမဲ့နိုင်ငံအများပြားနဲ့နျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ IAEA ကတော့အီရန်ရဲ့အစီအစဉ်ကအရက်ဖက်အတွက်ဖြစ်တယ်ဆိုတဲ့အပေါ်ကိုမယုံကြည်ကြပါဘူး။အခုတရင်ဘက်မှာအီရန်နိုင်ငံကနျူကလ িয়ার မပြတ်ပွားရေးတာဝန်တရားတွေကိုချိုးဖောက်ကြောင်း IAEA ရဲ့အုပ်ချုပ်ရေးဘုတ်ဖွဲ့ကကြေညာခဲ့ပြီးဒါဟာနှစ်20အတွင်းမှာပထမဆုံးကြိမ်ဖြစ်ပါတယ်။မကြေညာရသေးတဲ့နျူကလ িয়ার ပစ္စည်းတွေနဲ့အီရန်ရဲ့ တန့်စင်ပြီးရေနီယံတိုးလောင်းထားရှိမှုဆိုင်ရာအပြည့်အပြည့်စုံပေးဖို့အီရန်ကအကြိမ်များစွာ ပြက်ကွက်တဲ့အတွက်ဖြစ်တယ်လို့ပြောပါရယ်။အရင်ကြီးရဲ့အစိုးပိုင်းစင်ကစားတစောင်းမှာအီရန်မှာရေနီယံ60ရာခိုင်နှုန်းတန့်စင်မှုရှိတဲ့ရေနီယံနေရှိနေပြီးဒါဟာနျူကလ িয়ার ဘုံ ကိုလုံးပြုလုပ်ဖို့လုံလောက်တဲ့လက်နက်အသင့်နီးပါးရေနီယံတွေရှိနေတယ်လို့ဖော်ပြထားပါရယ်ခင်ဗျာ။ဒီတိုက်ခိုက်မှုအတွင်းမှာဘယ်သူတွေအသက်ခံခဲ့ရပါသလဲ။အီရန်ရဲ့ထိပ်ပိုင်းကောင်းဆောင် ၃ဦးကိုအီရန်တလွားအစ္စရေးရဲ့တိုက်ခိုက်မှုအတွင်းမှာရှင်းလင်းနိုင်ခဲ့ကြောင်း IDF ကပြောပါတယ် IRGC ရဲ့ကာဝေးဦးစီးချုပ်ဘိုချုပ်ဟူစိန်ဆာလာမီဗဟိုယုံချုပ်ကတမူးဂိုလာမာလီရရှင်နဲ့အီရန်စစ်တပ်ရဲ့စစ်ဦးစီးချုပ်မိုဟာမက်ဘာဂါရီတို့ ဖြစ်ပါတယ်အဲအီရန်ကိုညပိုင်းတိုက်ခိုက်မှုဟာအီရန်စစ်တပ်ထိပ်ပိုက်ခေါင်းဆောင်တွေနဲ့နျူကလ িয়ার စီစဉ်ရဲ့ခေါင်းဆောင်တွေအပါအဝင် ပြစ်မှတ်တရာကြောကိုအာယုံစိုက်ပြီးတော့လုတ်ခဲ့တယ်လို့ဆိုပါရခင်ဗျာ IRGC နဲ့ဆက်ဆက်တဲ့သတင်းဌာနဒီတာစနီရဲ့ဖော်ပြချက်မှာတော့နျူကလ িয়ার သိပ္ပံပညာရှင်6ဦးသေဆုံးခဲ့တယ်လို့လည်းဖော်ပြထားပါတယ်အဲ့တော့ဒါကတော့ဒီအစ်စရေးနဲ့အီရန်ရဲ့ကျွန်တော်တို့တိုက်ခိုက်မှုနဲ့ပိုပြီးတော့ပြင်းထန်လာတဲ့အကြောင်းအရာတွေပါအစ်စရေးကတော့အားလုံးသိကြပြီဖြစ်တဲ့အတိုင်းဖြစ်တဲ့အတိုင်းကျွန်တော်တို့ထောက် ထောက်လှမ်းရေးရန်နေရာမှာအားကြီးတဲ့အားကောင်းတဲ့အစ္စရေးအနေနဲ့တော့အီရန်ကိုလက်အုပ်မှုရယူပြီးအီရန်ဘက်ကဒီစီဥစည်းချုပ်ထိနောက်တစ်ခါအဲနျူကလ িয়ার လက်နက်နဲ့သက်ဆိုင်တဲ့သိပ္ပံပညာရှင်တွေထိကိုပြစ်မှတ်ထားပြီးတော့ချင်းမုံနိုင်လိုက်တဲ့ဖြစ်စဉ်မှာတော့ဒီတိုက်ခိုက်မှုတွေကအရှိန်ပြင်းထန်လာပြီးဘယ်ထိဥတီသွားနိုင်မလဲဆိုတာတော့အာကျွန်တော်တို့စိုးရင်စရာကောင်းတဲ့ဆက်လက်ဆောင်ကြည့်ရမယ့်သတင်းအကြောင်းအရာချင်းတွေဖြစ်ပါတယ်ဒါကတော့ကျွန်တော် ဒီမနက်ခင်းမှာလိုက်လံဖတ်ရှုရသမျှကိုစူးစိပြီးတော့ပြည်သူတွေကိုပြန်လည်ဖတ်ပြပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ